အားလုံးပဲမင်္ဂလာပါခင်ဗျာနိုင်ငံတကာသတင်းနဲ့ပတ်သက်ပြီးတော့ဘလပိုင်နိုင်ငံစူပစ်ပင်လယ်အတွင်းမှာအမေရိကန်နိုင်ငံရဲ့ဝိုင်းရိုအတန်းစားခရစ်ဒုံးကြည်တင်ရင်ငုတ်တင်မိုတစီရောက်ရှိနေရတဲ့ပတ်သက်ပြီးကျွန်တော်နေငယ်မြောက်ဝေးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်တောင်တရုတ်ပင်လယ်အတွင်းဒါတရုတ်နိုင်ငံရဲ့ဖူကျင်းလေရင်တင်တင်မိုဥဆောင်နဲ့ရင်အုပ်စုရောက်ရှိနေတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့တာ ။ဟောဒီလိုထွက်ပေါ်လာပြီးမရှိမနှောင်းမှာပဲဒီတောင်တရုတ်ပင်လယ်အနီးပေါ့ဘလဘာနိုင်ငံစူပစ်ပင်လယ်အော်ရေပြင်အတွင်းမှာပဲအမေရိကန်နိုင်ငံရဲ့ Ohio အတန်းစား Cruise ဒုံးကြီးတင်ရင်ကုန်တင်မောတစည်းရောက်ရှိနေတယ်ဆိုပြီးတော့ထပ်မှန်ပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့တာ။ဟောဒီနေရာမှာစူပစ်ပင်လယ်အော်ဆိုတာဒါဘလဘာနိုင်ငံလူဆုံးကျိုးရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာတည်ရှိတယ်။တောင်တရုတ်ပင်လယ်ရေပြင်နဲ့လည်းဆက်ဆက်နေတာ။အော်ဒီကနေ့မှာတော့ဒါဒီတရုတ်ရဲ့ဖူကျင်းလင်းတင်တင်မောနဲ့ ဒါခုထပ်မံရောက်ရှိလာတယ်အမေရိကန်နိုင်ငံအိုဟိုင်းရိုးတန်းစာခရစ်ဒုံးကြည်တင်ရင်ကုန်တင်းမောနှစ်စီးကိုလိုင်းရှင်သွားမှာအော်ဒါတရုတ်နိုင်ငံဖူဂျီယန်လင်းတင်တင်းမောအကြောင်းဟိုဒါပမာအဆုံးတည်းလေးလာကြည့်အော်ဖူဂျီယန်ဖူဂျင်း CNSAT ကိုဒါတရုတ်ပြည်သူလွမြောက်ရေးတပ်မတော်ရေတပ်တပ်ဖွဲ့ BNA ရဲ့တတိယမြောက်လင်းတင်တင်းမောကြီးဖြစ်တာ2022ခုနှစ်ကရေရှခဲ့ပြီးတော့စမ်းသက်မောင်းနေခဲ့တာ အော်ဒီလေနေတင်မိုးကြီးကတမယိုးကျရေနွေးငွေ့တာပိုင်နဲ့ရန်ဒီဇယ်တာပိုင်အင်ဂျင်ဆက်တွေနဲ့မောင်းနေတယ်။တနားယော35မိုင်နှုန်းနဲ့ခုမောင်းနိုင်တော့။အော်ဝင်ပြစ်တန်ချိန်ဆိုရင်တန်ချိန်7000ကျော်အထိကိုမောင်းနေနိုင်။အော်လေယာဉ်အနေနဲ့တစ်ဆောင်36ပြီ6လက်မဂုံးဘက်အခြေက249ပြီ4လက်မအထိရှိတယ်။အော်4.5မျိုးဆက် J50 တိုက်လေရင်နဲ့ဒါပြင်စမမျိုးဆက်ဖြစ်တဲ့ J35 တိုက်လေရင်အစီး40ကနေ45စီး GC6 အတွက် AWS ဂျိုတန်ထောက်လန်းရဲ့3ပေးရေဒါစနစ်တက်ထားတဲ့လေရင်3စီးရေတက်3ရဟရင်12စီးပေါ့ဟောဒါ၄ထိကိုတင်ဆောင်နိုင်တော့ပေါ့ဟောဒီဖူဂျီယန်လေရင်တင်မိုးကြီးကဒါအမေရိကန်တွေရဲ့လေရင်တင်မိုးကြီးတွေပြီးရင်ကမ္ဘာမှာဒါအကြီးဆုံးနဲ့ခက်မီဆုံးဖြစ်တယ်လို့ဆိုခဲ့ကြတာပေါ့ဟောဒီတင်မိုးကြီးကိုဒါလေရင်တွေလွတ်တင်ဖို့ဒါလျှက်စစ်တန်လိုက်အားသုံးအလောက်လွဲစနစ်ဖြစ်တဲ့ electromagnetic aircraft launching system ပေါ့ EMLS ကိုအသုံးပြုလို့ဟောဒီ EMLS စနစ်တွေကဒါအမေရိကန်နေစီမှာအသုံးပြုနေသေးတာလည်းဖြစ်တယ် တော့ဒီစနစ်ကဒါသမယိုးကြရေနွေးငွေ့အာသုံးဒီချက်လောက်လွဲစနစ်ထက်ပိုပြီးတော့ဒါ25ရာခိုင်နှုန်းလောက်မြန်တယ်လို့လည်းဆိုတာပေါ့အဲ့တော့ဒါဒီခုလေရင်တင်းမိုးကြီးမှာဆိုရင်ဒါဒီကြောင့်ရကာဝေးဒုံးကြီး32စီးပြီးရင်ဒီတော်ဗီဒိုပြစ်ပြုံနှစ်ခုရေငုပ်တင်းမိုးဖြတ်ဒုံး48စင်းအထိကိုတက်ဆင်ထားတာအဲ့တော့ဒီတရုတ်ရဲ့ဖူဂျီယန်ဒီလေရင်တင်းမိုးကြီးဖြန့်ကျက်မှုကဒါဒီငြိမ်းချမ်းတဲ့ကာလမှာစွမ်းရည်စမ်းသက်တာဖြစ်တယ်လို့ဆိုပေမဲ့ဒီ တင်းမောပေါ်မှာဒါအစောက်လိုက်လာတဲ့စစ်တင်းမောသားတွေကနဲနေတယ်အဲ့တော့စစ်မှတ်ဖြစ်ပွားရင်ဒါဖူချင်တင်းမောကြီးကိုစောင့်ချက်ရှံလိုက်ပါမယ်စစ်တင်းမောအုပ်စုကဖြတ်တင်းမောတွေ free gate စစ်တင်းမောတွေအ ਨੇ ဆုံး၄၅စီတော့ပါဝင်နေရမှာအော်ဒီရှက်ကလည်းဒါတိုက်ခိုက်ရရင်ကုန်တင်းမောတွေအတွက်ပါဝင်လာတာလည်းဖြစ်တယ်ဖူချီယန်လေးနဲ့တင်းမောကြီးရဲ့ဒါအခုဖြန့်ကျက်မှုကညဉ့်ညတဲ့ကာလမှာစွမ်းရည်စမ်းသပ်တာဖြစ်လို့အဆောက်လိုက်တဲ့စစ်တင်းမောတွေလဲနေရော။ဟုတ်တယ်ကဲလို့စစ်မှတ်ဖြစ်ပွားခဲ့ရင်တော့ဒီဖူချီယန်တင်းမောကြီးကို စောင့်ကြက်ရှန်လိုက်ပါလာမယ်စစ်သွင်းမိုးအုပ်စုကဒါဖြတ်သွင်းမိုး free gate စစ်သွင်းမိုးတွေအနည်းဆုံး5စီးလောက်တော့ပါဝင်နေရမှာဟောတိုက်ခိုက်ရေးရင်ကုန်သွင်းမိုးတွေလည်းပါဝင်လာနိုင်မှာဖြစ်တာဟောအမေရိကန်နိုင်ငံရဲ့ Ohio တုံးကြီးတင်ရင်ကုန်သွင်းမိုးဟောအမေရိကန်ရေတပ်မှာ၄စီးပဲရှိတဲ့ cruise တုံးကြီးတင် nuclear စွမ်းအင်နဲ့ခုတ်မောင်းတဲ့ရင်ကုန်သွင်းမိုးကြီးဖြစ်တယ် USS Ohio SSGM 762ပေါ့ဒါမူလက Trident တိုင်ရှင်းပြည့် ဒုံပြန်တင်ရင်ငုပ်တင်ဖို့ဖြစ်တယ်1981ခုနှစ်မှာတက်တော်ဝင်ခဲ့ပြီးတော့ဒဏ်ကျင်း9450တန်းရှိတယ်အလျားက960ပေးအကျေက42ပေးရှိပြီးတော့ရေအောက်မှာဆိုရင်တနအိမ်မိုင်း30ကျော်အမြန်နှုတ်နဲ့ခုတ်မောင်းနိုင်တယ်တော့ဒီရေငုပ်တင်ဖို့ကြီးတွေကဒါမူလကတိုက်ရှင်းပစ်ဒုံပြန်နေတင်ဆောင်ဖို့တိဆောက်ခဲ့တာတန်လုံးဝစိတ်ငြိမ်ပြီးတော့ရေရကန်ထောက်လန်းဖို့မဖြစ်နိုင်တလို့ဖြစ်တာအဲရေငုပ်တင်ဖို့မှာရေဒါတာ155ကိုလိုက်ပါတာဝန်ထမ်းဆောင်တယ် နေပီစီထူးတက်ဖို့66ဦးကိုပါတင်ဆောင်ပြီးတော့ထူးစစ်စင်ရေးတွေဇန်နွဲနိုင်တော့ဟောဝိုင်းရုံကိုတင်ဖို့မှာမူလကဒီ trying to တိုင်ရှင်းပြစ်ဒုံမြန်24စင်းတက်ဆောင်ထားတယ်2000ခုနှစ်ရောက်မှာတော့တိုင်ရှင်းပြစ်ဒုံမြန်နေစာခရစ်ဒုံကြီးတွေပြောင်းပြီးတော့တင်ဆောင်ဖို့ဆုံးဖြတ်ပြီးတော့ပြုတ်ပြင်မွမ်းမံလာရင်လည်း SSGN ခရစ်ဒုံကြီးတင်ရေငုပ်တင်ဖို့အဖြစ်ကို2006ခုနှစ်မှာအမေရိကန်နေစပြီးတော့အသုံးပြုခဲ့တာ ော့အမေရိကန်နိုင်ငံမှာအဝိုင်းရိုးလိုမျိုး cruise တုံးကြီးတင်ရင်ကုန်တင်ဖို့နောက်ထပ်၃စီးရှိသေးတယ်။ Ohio ဒါပြီးရင် Michigan, Florida, Georgia ရင်ကုန်တင်ဖို့တွေ။အဲ့တော့ Ohio ရင်ကုန်တင်ဖို့ကဒါရေမိုင်1550အကွာဝေးမှာရေပြင်မြေပြင်ပြတ်မှတ်တွေကိုပြတ်ခတ်ရှင်မိုးနိုင်တဲ့ပြန်တစ်ဖက်မှာဆိုရင် Chris Longji 154စင်းတင်ဆောင်ထားနိုင်တယ်။အော် Dobido ပြပြ၄ခုတက်ဆင်ပြီးတော့ Dobido 25စင်းအနည်းဆုံးတက်ဆင်ထားကြ။ တော့အမေရိကန်တွေကဒီ Ohio တစ်စီးကိုပဲလူသိကံထင်သာမြင်သာပြသထားပြီးတော့ဒါကြံတဲ့အလားတူဒီ SSG ရဲ့ရင်ငုတ်တင်ပေါ်ကြီး၃စီးဒီမှာရောက်နေမှန်းဘာမှမသိကြဘူးတော့များသောအားဖြင့်ဒီရင်ငုတ်တင်ပေါ်ကြီးများစုကို Pacific မုတ်တွေအပတ်မှာဖြန့်ကျက်ချထားတာဖြစ်နိုင်တယ်တော့ဒီတောင်လျှောက်ပင်လယ်အနီးတစ်ဝိုက်ကရေပြင်အောက်မှာနောက်ထပ်ဘယ်ရင်ငုတ်တင်ပေါ်တွေရှိနေအောင်မလဲဆိုတော့ဘာမှမသိနိုင်ဘူးတော့ဒီကနေ့ဒါ ပြောပြသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြန်ရှုပ်ရရင်ဒါတရုတ်ရဲ့တိုက်ခိုက်ရေးရင်ငုတ်သင်းမိုးတွေနဲ့ဘင်လယ်ပြင်ကင်းလက်လေရင်ရုံး UAP တွေကဒီအိုဟိုင်းရိုးကိုအသေးအံတာရှာဖွေနေကြတာပေါ့အဲ့တော့ရှာလို့တွေ့မှမတွေ့ဘူးဆိုတာကဒါသေချာတဲ့50 50ပေါ့ဟောဒီနေရာမှာတခုရှိလာအိုဟိုင်းရိုးကအတန်တိတ်ဆိတ်လို့တော့ရေအောက်မှာဒါရပောင်းများစွာလဲငုတ်ရှိုးနေနိုင်တာပေါ့အဲ့တော့ဒီလိုချက်တွေကြောင့်ဒါပြင်တစ်ဖက်ကလည်းကိုပြောက်စတန်လက်ရင်ငုတ်သင်းမိုးကြီးဖြစ်နေတာအဲ့တော့တရုတ်တို့ကဒါအိုဟိုင်းရိုးကိုရှာတွေ့ပမလား တော့ဒီတစ်ဖက်ကဒါဖူဂျီယန်ဒီသင်းမောယူပဲနှိမ့်ညုတ်ပြစ်လိုက်ရင်ဟောဒါတရုတ်တို့တုံ့လှုပ်ရှောက်ရှားသွားမှာတော့အသေးချာဖြစ်တာတော့အခုဒီဖူဂျီယန်သင်းမောကြီးကဒါတောင်တရုတ်ပင်လယ်အတွင်းရောက်လာတာနဲ့အချိန်ကဒါအမေရိကန်ရဲ့အိုဟိုင်းလိုကဖိလစ်ပိုင်မှာကိုထင်ပြစီတယ်ဆိုတာကတော့တိုက်ဆိုင်မှုအနေနဲ့တော့မဟုတ်ဘူးအဲ့တော့ထိုင်ဝမ်မှာဒါအမေရိကန်တွေလက်နက်ရောင်းချတယ်ဖိလစ်ပိုင်နဲ့ဂျပန်မှာဒီအမေရိကန်လုတ်ဒိုင်ဖုန်းတုံးပြန်စနစ်တွေပြန့်ကျက်ချထားတယ်ပြီးရင်လေ့ကျင့်မှုတွေအပြီးမှာ အခုလိုမျိုးဒါ Ohio ကြီးကဒါတောင်တရုတ်ပင်လယ်အနီးမှာထပ်ပြီးတော့ကိုထင်ပြလာတာဖြစ်တဲ့အတွက်အမေရိကန်ကတတိယဝပင်လယ်ထွက်ပေါက်ဆက်ထွင်ရေးကိုပိတ်ဆို့နိုင်လို့ဟောတာတကယ်ဟာပြူကအခင်းကျင်းဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်